မိန်းကလေးအဆောင်များဤအိမ်မက်ဆိုခြေကလေးမငငယ်တုံးကခြေကလေးမလာပြီဆိုပြီးခြေရောက်တစ်ဖက်ထဲနဲ့ပြေးရန်လိုက်တိုင်းဆော့ကစားဝခဲ့မှာပေါ့အဲ့ကစားနည်းကိုဒီဘက်ခက်ကလေးတွေမသိရင်တော့ 90s ဖုန်းတွေကတော့တီတော့မှာပါဒါပေမဲ့ခြေကလေးမဆိုတာဘသူလဲဆိုတာစဉ်းစားမိကြရဲ့လားခြေကလေးမဆိုတာဟာအိန္ဒိယအမျိုးသမီးတစ်ယောက်ဖြစ်ပြီးသူမရဲ့ခြေထောက်မှာခြေချင်းဝတ်ကိုဝတ်ဆင်ထားတာပါ ။သူမလာပြီဆိုရင်ခြေချင်းဝက်ကခြူတန်းကိုကြားရမှာပါ။သူမဟာ အမျိုးသမီးအိမ်သားတွေအဆောင်တွေထဲမှာအများဆုံးရှိနေတတ်ပါတယ်။သူမနဲ့တွေ့ပြီဆိုရင်သူမပါစက်ထဲကနေညောင်းကြီးလားညောင်းငယ်လားဆိုပြီးသူ့အမဲလိုက်မဲ့သူကိုမပြေမချင်းမိနေမှာပါ။တကယ်လို့တင်ဟာမြောင်းကြီးတို့ဖြင်မိမယ်ဆိုရင် ရေမြောင်းကြီးကိုခုံကျော်မှသာလွတ်မြောက်နိုင်မှာပါ။မြောင်းငယ်လိုခင်မိမယ်ဆိုရင်လေရေမြောင်းငယ်ကိုခုံကျော်မှသာလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။တင်ပြလိုက်တဲ့အဖြေပုံမူတည်ပြီးခြေကလေးမရဲ့ခြေထောက်ပုံစံဟာပြောင်းလဲပြီးတင့်ကိုအမဲလိုက်မှာပါ။ ညဘက်အိမ်သာသွားချိန်တယောက်တည်းရှိချိန်များမှာရုတ်တရက်ထွက်ပေါ်လာတတ်ပြီးကြောက်လန့်အောင်ခြောက်လန့်နေရှိပါတယ်။ခြေကလေးမနဲ့ပတ်သက်ပြီးဇင်းမြူတွေလည်းအမျိုးမျိုးကွဲပြားနေပါတယ်။တချို့ကလည်းသူ့ကိုခြေလိမ်ပြီးတည်သွားတဲ့မြန်မာအမျိုးသမီးလို့ပြောကြပါတယ်။နောက်ထပ်အယူအဆတွေကတော့သူ့မိခင်က သူ့ကိုငွေပြီးပြီးချိန်မှာပဲသူ့ကိုမြင်ပြီးတော့မီးတွင်းထဲမှာပဲသွေးလန့်ပြီးတော့တည်ဆုံးသွားတယ်လို့ပြောကြပါတယ်။ခြေကလေးမတရေမဟာ ကလေးတွေနဲ့မင်းကလေးတွေကိုအထူးခြောက်လက်တက်တဲ့သရေမှဖြစ်ပါတယ်။ခြေကလေးမှလိုက်လာရင်အဖြောင့်မပြေဘဲနဲ့မွေးလို့တွန့်နေပြီးတော့ပြေးပါ။ညဘက်အိမ်သာသွားရင်ပြေးထားပါ။ခြေကလေးမှတရေကအိမ်သာထဲမှာစောင့်နေတယ်လို့ပါ။အိမ်မက်လက်လက်မပါစေ။